မင်္ဂလာပါပြန်လည်ဆုံတွေ့ရလို့ဝမ်းမြောက်ပါတယ်ဒီနေ့အစီအစဉ်မှာပြောပြချင်တာကတော့ဒီတမူးပကဖအသက်ခံရတဲ့ကိစ္စနဲ့ other rifle တပ်ပေါ့နော်အဲ့လိုမျိုးဒီတမူးပကဖပကဖရိ10ရောက်အသက်ခံရတယ်အဲ့တတ်သွားတဲ့ other rifle တပ်ဆိုတာဘယ်လိုတက်ပြိုးလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဒီအနေနဲ့ပြောပြ sharing လုပ်ချင်တာအဲ့တော့ပြီးခဲ့တဲ့ရက်တွေကပြည်သူလူထုကြားမှာနှလုံးကြေကွဲထိတ်လန့်နာကျင်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုမြန်မာနိုင်ငံအနောက်မြောက်ပိုင်းအိန္ဒိယနယ်စပ်တမူး နယ်စပ်နားမှာဖြစ်ပွားခဲ့ပါအဲ့ဒါကတော့ဒီပကပအဖွဲ့ဝင်၁၀ယောက်ကို၁၀ယောက်ပျောက်သွားပြီးတော့မှနောက်ပိုင်းအိန္ဒိယတက် Afghan Rifle တက်ကနေအလောင်းမဲပြန်အပ်တဲ့ကိစ္စတခုဖြစ်ပွားခဲ့ပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့အိန္ဒိယဘက်ကနေတိတိကျတာဝန်ယူလာမရှိဘဲနဲ့သူတို့ပြောတာကတော့နယ်စပ်ကင်းတဲ့အချိန်မှာပကပတွေကနေဆက်ပြီးတော့ပြစ်ခတ်ခဲ့တယ်အဲ့တော့တိုက်ပွဲဖြစ်ပြီးတော့တည်သွားတယ်လို့ပဲသူတို့ကပြောတယ်တကယ်တမ်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ NUG ကထုတ်ပြန်တဲ့အခါမှာကျတော့ ဒီရဲဘော်တွေပျောက်သွားတယ်ပျောက်သွားတဲ့အခါမှာတစ်ဖက်ကချင်းဆိုလို့သူတို့သွားတယ်လို့ပြောတယ်နောက်ပိုင်းမှာပျောက်သွားတယ်အဆက်တွေပြတ်သွားတဲ့အတွက်ဒီပကပရဲဘော်တွေကိုစုံစမ်းတဲ့အခါမှာသူတို့ကနေရှင်ညာရှိဒီအာတန်ဘက်ကနေရှင်ညာရှိလှုပ်တယ်နောက်ပိုင်းမှာအလောင်းမဲရှိတယ်တိုက်ပွဲဖြစ်နေတဲ့တည်သွားတယ်ဆိုတဲ့သဘောမျိုးလီးလွဲပြီးပြောပြောခဲ့တာရှိတယ်နောက်ပိုင်းမှာ dead body 10ခုကိုရရတယ်ပေါ့နော်အဲ့တော့အာတန်ရိုင်ဖယ်ရိုင်ဖယ်တက်ကနေဒီသူတို့ဒီတာဝန်ရှိသူတွေကနေပြန်ပြီးတော့ လိလာကြည့်ခဲ့မှာဒီ dead body မှာရုံရင်းဆန်ခတ်ဖြစ်ထားတဲ့အနေအထားမျိုးကိုမတွေ့ရဘူးဒဏ်ရာရတဲ့အနေအထားမျိုးကိုလည်းမတွေ့ရဘဲနဲ့တိုက်ပွဲဖြစ်တဲ့ပုံစံမျိုးကိုလည်းမတွေ့ရဘဲနဲ့ဒီတိုင်းပလင်းကြီးတက်ခံရတယ်ဆိုရင်အနေအထားမျိုးကိုအာပုံစံမျိုးကိုတွေ့ရတယ်ဆိုပြီးတော့ဒီလိုဖြစ်စဉ်မျိုးဖြစ်ပါခဲ့အဲ့တော့ဒီအာတမ်ရိုင်ဖယ်တက်ကဘာကြောင့်လဲပဲနော်ဘာကြောင့်ပဲဖြစ်တိုက်ပွဲဖြစ်ပါစေတိုက်ပွဲမှာအာဖမ်းမိတဲ့တုတ်ပမ်းပဲဖြစ်ပါစေတကယ်နော်ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့အလျောက် နော်ဒီမိုကရေစီစံနှုန်း human right တွေကိုသူတို့တကယ်လေးစားတယ်စစ်ဥပဒေကိုလေးစားတယ်ဆိုရင်သူတို့အာဘာအကြောင်းကြောင်းနဲ့မှဒီလိုမျိုးဟိုတက်ဖြတ်เสียရမလို့ဘောနော်ဒါပေမဲ့အာတန်ရိုင်ဖယ်တက်ကလုတ်တယ်ဆိုတော့ဟိုတိတ်ပြီးတော့မအံ့ဩပါဘူးဘာကြောင့်လဲဆိုတော့အာတန်ရိုင်ဖယ်တက်ရဲ့ legacy ကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီအိန္ဒိယရှေ့မြောက်လူမျိုးစုတွေရဲ့ပုံကံမှုအတိုင်းမှာအာတန်ရိုင်ဖယ်တက်ကအရင်ဆုံးအာအိန္ဒိယအစိုးရကလည်းအရင်ဆုံးသူ့ကိုလုံခြုံရေးပေးထားတာဒီရှေ့မြောက်ကိုတောင်းပန်ယူဖို့ အဲ့တော့ဒီအရှိအမြောက်မှာပုံကံမှုတစ်ခုခုเนาะ violence နော်အတိတ်ရုံးနေဖြစ်ရင်အရင်ဆုံးလုံခြုံရေးတာဝန်ယူတာ Arthur Rifle တက် Arthur Rifle တက်ကအရင်ဆုံးဝင်နေလုံခြုံရေးယူတယ်အဲ့တော့ဒီလိုမျိုးလုံခြုံရေးယူလုံခြုံရေးကိစ္စထိမ့်သိမ့်နဲ့เนาะကိစ္စတိုင်းမှာနာမည်ဖြတ်မြောက်များစွာရှိခဲ့တဲ့တက်တက်ဖြစ်ပါပြောရရင်အကျန့်ဖက် အကျန့်ဖက်တက်တက်ပါမယ်အဲ့ထဲမှာထင်ရှားတာတော့ဒီနာဂဒေတာမှာဖြစ်ပွားခဲ့တဲ့1984ခုနှစ်နာဂတပုံတွေရဲ့လှုပ်ရှားမှု အားကောင်းနေတဲ့အချိန် ဆိုတော့ဒီနာဂတပုံတွေအဲလှုပ်ရှားတဲ့နယ်မြေတခုပေါ့နော်ဝိုင်နမ်လို့ခေါ်တဲ့အဲရွာပေါ့အဲ့ဒီရွာမှာ1984ခုနှစ်ကတပုံလှုပ်ရှားမှုရှိတဲ့အတွက်အဲ့ဒီရွာကိုအာဒန်ရိုင်ဖယ်တပ်ကနေပိတ်ဆို့ဖြတ်တောက်ပြီးတော့မှเนาะအเจ้าမဲ့လူတွေလူတွေတတ်တာအမျိုးသမီးတွေကိုမတိန်ကျင်တာကလေးတငယ်တွေကိုလည်းအဲတတ်ဖြတ်တာပြီးတော့ဒီရွာကိုလုံးဝရိတ်ခါဝင်ခွင့်ဖြတ်လိုက်တဲ့အတွက်ကလေးတွေတောင်မှပေါ့နော်ဒီအစာငတ်လုံး အစာငတ်မွလွန်းလို့တိတ်ဆုံးရတဲ့ဖြစ်စဉ်မျိုးတွေကိုကျူးလွန်ခဲ့တဲ့နေရာမှာဒီအာတန်ရိုက်ဖက်တက်ကလုံးဝတာဝန်ရှိတယ်ဆိုတာကိုတွေ့ရှိခဲ့ရတယ်။ဒီဒေသလူစုတွေကဖက်ဒရယ်အစိုးရရှိမှတိုင်တန်းပေမဲ့လည်းအာတန်ရိုက်ဖက်တက်ကိုဒီစစ်ဥပဒေအရသူတို့ပေးထားတဲ့အခွင့်အာဏာတွေပဲကာလတိုင်းတာတစ်ခုထိရုပ်သိမ်းတာမျိုးလုပ်ပြီးတော့တကယ်ကျူးလွန်ခဲ့တဲ့အဲ့တပ်ဖွဲ့ဝင်တွေအရာရှိတွေကိုတော့တရားစွဲဆိုဖို့ကိစ္စမျိုးတွေမှာအိန္ဒိယအစိုးရက နော်ထိထိရောက်ရောက်ဘာမှအရေးမယူတာမျိုးတွေရှိခဲ့တဲ့ပြီးတော့နောက်တစ်ခုကကြတော့ဒီ Artan Rifle တက်လို့ပြောရတဲ့ခါမှာ Artan Rifle တက်ရောအိန္ဒိယစစ်တပ်ကပါဒီလိုမျိုးကျူးလွန်လာတယ်အများကြီးရှိဒီမီဆိုတပုံထားတဲ့အချိန်ပေါ့မီဆိုရန်ပီဆိုပြီးမဖြစ်သေးဘူးဒီမီဆိုတပုံအဲမီဆိုအမျိုးသားတက်ဦးကနေပြီးနေကိုလွတ်လပ်ရေးရဖို့အတွက်တိုက်ပွဲဝင်တဲ့အချိန်တုန်းကဆိုရင်လေဒီ Izol တို့လုံလဲတို့ဒီဒေသတွေမှာ ဒီအာတန်ရိုင်ဖယ်တပ်ပါဝင်အိန္ဒိယစစ်တပ်ကလူခွင့်ချိုးဖောက်တာနော်ဒေသခံမျိုးသမီးတွေကိုအာရမကျင့်တာတပ်ဖြတ်တာဒီတန်တရာရှိယုံနဲ့တင်နော်ဒေသခံမျိုးစုံမျိုးသားတွေကိုပြက်ခတ်တပ်ဖြတ်တာတရားလက်လို့တပ်ဖြတ်တာတွေအမြောက်များကျူးလွန်ခဲ့ကျူးလွန်ခဲ့တာရှိရဲဆိုတော့ဒီလိုမျိုးဖြစ်စဉ်တွေကိုအိန္ဒိယစစ်တပ်ကနော်ဒါအိန္ဒိယစစ်တပ်မှာဗိုလ်မှူးချုပ်ဆင့်နဲ့တာဝန်ထမ်းဆောင်နေရဲ့မျိုးစုံမျိုးသားဒီဆိုင်းလူကဒီသူ့ရဲ့ဒေသမီဇိုရန်ဘက်ကိုအလဲပတ်လာရင်းနဲ့အိန္ဒိယစစ်တပ်ရဲ့ ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမြင်တဲ့အခါမှာစစ်တပ်ကနေအငြင်းစားယူရဲလူခွင့်ရေးကော်မရှင်တခုကိုဖွဲ့ပြီးတော့အိန္ဒိယစစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုအဲစီရင်ခံစာပြုပြုစုပြီးတော့မှတရားဥပဒေအကြောင်းအရရင်ဆိုင်တဲ့ကိစ္စတွေကိုဒီဆိုင်လိုပါလုပ်ခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာတော့မီဇိုရန်ပြည်ဆိုပြီးတော့အာကိုပိုင်အုပ်ချုပ်ခွင့်ရရဲ့ပြည်နယ်တခုပေါ်ပေါက်လာခဲ့တယ်အဲ့တော့ဆိုလိုအဲ့တော့ဟိုပြောချင်တာကဒီအာတန်ရိုက်ဖက်တက်ဟာသူ့ရဲ့လီဂျီကိုကြည့်ရခံမှာ ဟိုတစ်ချိန်တစ်ချိန်အခုနကပြောတဲ့ YNM တို့ဆိုတာဒါထူးခြားလေးနက်တဲ့ဖြစ်စဉ်တစ်ခုကိုပဲထုတ်ပြတာအမြဲတမ်းဒီတုတ် တက်ကိုဖွဲ့စည်းခဲ့ရအချိန်ကစပါလက်ရှိအချိန်ထိမှာကိုဒီလိုမျိုးတရားလက်လွတ်အကြမ်းဖက်လူတက်တဲ့ကိစ္စတွေကိုတောက်လျှောက်ကျူးလွန်နေတဲ့တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ဒီဒီအနည်းခက်သမိုင်းကိုကြည့်မယ်ဆိုရင်2022ခုနှစ်ကစတင်ခဲ့တဲ့ဒီမနီပူရာကူကီးနဲ့မဲတိုင်ကတဲ့တွေကြောင့်မှဖြစ်တဲ့လူမျိုးကြီးအတိတ်ကရောမှာဆိုရင်လေအာသမ်ရိုင်ဖယ်တက်တွေကပဲเนาะဒီ အလူဖက်စီတစ်ဖက်ဖက်ကိုပင်းပြီးတော့เนาะအာဒေတာခံလူတွေကိုအရသားတွေကိုတက်ဖြတ်တာတွေအနိုင်ကျင့်တာတွေမရင်းကျင့်တဲ့ကိစ္စတွေလည်းအခုချိန်ထိလက်ရှိတောက်လျှောက်လုပ်နေတဲ့တက်ဖွဲ့တစ်ဖွဲ့ဖြစ်နေဆိုတော့ဒီနေ့အဲအစီအစဉ်မှာပြောသူရဲ့နောက်ခံကိုပြောပြချင်တာအဲ့တော့တမူပါကဖ10ရောက်ကိုတက်ခဲ့တက်ဟာအာသန်ရိုင်ဖယ်တက်လို့သိရတဲ့အခါမှာတိတ်တော့မအံ့အောမိဘူးဒါပေမဲ့တိတ်ဆုံးသွားတဲ့ရဲဘော်တွေအတွက်တော့စိတ်မကောင်းဝမ်းနည်းစရာဖြစ်ပါတယ်